မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဇာတ်က2025 6လပိုင်းအတွက်တနင်္ဂနွေသားသမီးမိတ်ဆွေတွေအတွက်ဒလစာရှောင်းရံဆောင်းရံအတွက်ကံကြမ္မာဟောစတန်းကိုခေါ်ကြပြီးမှာဖြစ်တဲ့အတွက်တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဘေးဖရာမှန်သမီးအဝေးကွာကြပါစေကြောင်းဆရာကဒီကနေ့မေတ္တာပို့ဆုတောင်းပေးသားလိုက်ပါတယ်ခင်ဗျနော်ဒီ2025ခုနှစ်6လပိုင်းအတွင်းမှာတနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာမိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာ ဘလိုတွေဖြစ်နေမလဲဒီ2025ရှောက်လာပိုင်းတွင်မှာအဆက်ဆက်အရရာဘယ်ရာတွေကတတိထားပြီးတော့ဘယ်ရာတွေအားသာအကျိုးပေးမလဲဆိုတာကိုဆရာကပြောပြပေးမှာဖြစ်တယ်တိုးတော့ဒီနေ့ဆရာဗီဒီယိုအဆောင်နေ့နဲ့ဆိုတော့နည်းနည်းလေးတော့အဲရရတာတမျိုးလေးတော့ဖြစ်နေမှာတင်တယ်နော်တိုးတော့ပြမိတ်ဆွေတွေနည်းနည်းလေးနားလည်ပြီးတော့ကြည့်ပြီးပါဆရာနည်းနည်းတော့အတောင်းကြောက်ဖြစ်နေโอเคလက်ရှိဒီ2025ခုနှစ်ရှောက်လာပိုင်းတွင်မှာတနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာလက်ရှိမှာ အရာရာကိုဘာကိုမဆိုဥစည်းဥဆောင်လှုပ်ပါရေဝန်းနဲ့ရှေ့တူဆောင်ရွက်ပါရှေ့တူဆောင်ရွက်ရင်လှုပ်ဆောင်ရင်ဒီလာတာတော့ဒီမှာအရာရာကိုရှေ့တူဆောင်ရွက်ပြီးတော့မိမိနေနဲ့ကိုကိုတိုင်ဥစည်းဥဆောင်လှုပ်ပါလုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်သမျှကိုကိုကရှေ့တူပြီးတော့ဥဆောင်လှုပ်ရင်ဘာကိုမဆိုဒီလာတာတော့ဒီမှာဟာကံဟာမိတ်ဆွေဘူးရှိပါအတိအကျပဲဖြစ်တယ်အဲ့ဒါကြောင့်မိတ်ဆွေများအနေနဲ့တနုံနေသားသမီးတွေကရှောက်လာပိုင်းတွေမှာဆိုရင်မိတ်ဆွေတို့ဟာ ဘယ်နေရာဖြစ်ဖြစ်ဟိုနေရာလည်းပါရဒီနေရာလည်းပါရဆိုပြီးတော့နေရာတကာမှာတော့ကိုကိုတိုင်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရမယ်လာဖြစ်တယ်လို့အဲမိစုတို့ရဲ့ကံဟာလဲကိုလှုပ်ရင်လှုပ်တယ်လို့ ကိုယ့်ရဲ့လက်ထဲမှာဂျမာကဖန်တီးနိုင်စွာရှိတာဖြစ်တဲ့အတွက်မိတ်ဆွေတို့ရဲ့ဂျမာကိုမိတ်ဆွေတို့ကြိုးစားသလောက်ရှေ့တူဆောင်ရရင်ကံရဲ့အထောက်အပံ့တွေကိုရရှိမယ်သို့တော့ကိုကကြိုးစားသလောက်သာရရှိမှာဖြစ်တဲ့အတွက်ကံရဲ့အထောက်အပံ့ထက်အထီထိုးတာမျိုးလို့ဆွမ်းရလို့ပေါ့အဲရုပ်တရားဝန်းနေတိုင်းကနေချမ်းသာတဲ့ကံတွေဟာအားနည်းစီတဲ့အတွက်မိတ်ဆွေတို့နဲ့တသမီတွေဟာ2025ခုနှစ်6လပိုင်းအတွင်းမှာဆိုရင်ဘာကိုဖြစ်ဖြစ်ရဲဝန်းနဲ့ရှေ့တူဆောင်ရမှာသာအားတာပြီးတော့ကောင်းမွန်မဲ့လာဖြစ်တယ်ဂျမာကြီး ကျမ်းမာရေးနဲ့ပတ်သက်လာရင်တနုံနေသမီးတွေက6လပိုင်းတွင်မှာဆိုရင်အထူးသဖြင့်အမျိုးသမီးတွေနှစ်ပိုင်းခွဲပြောချင်တဲ့ကျမ်းမာရေးနဲ့ပတ်သက်ရင်အမျိုးသမီးတွေဆိုလို့ရှိရင်အသွေးသားနဲ့ပတ်သက်တာမျိုးလေးတွေအမျိုးသမီးတွေဖြစ်တတ်တဲ့အသွေးသားနဲ့ပတ်သက်တဲ့ကျမ်းမာရေးလေးတွေမှာပုံမူပြီးတော့သတိထားဆင်ကျင်ရမယ်အမျိုးသမီးတွေဆိုလို့ရှိရင်လည်းအသွေးသားနဲ့ပတ်သက်တဲ့အရာတွေမှာပုံမူပြီးတော့သတိထားဆင်ကျင်ရတော့လိုအပ်သောလဖြစ်တယ် အထုသဖြင့်ယေဘုဝါအဖင်ကျမ်းမာရင်းနဲ့ပတ်သက်လာတဲ့အခါမှာအည်ပြားနဲ့ပတ်သက်တာတွေယာနာတာမျိုးလေးတွေသွားတဖုံးနဲ့ပတ်သက်တာမျိုးလေးတွေငကိုကသွေးတိုးသွေးတက်အချိန်ရှိတဲ့မိဆွေများဟိုကတော့တတိထားရမယ်အပူစာတွေအတက်စာတွေဒါမျိုးလေးတွေကိုတတိထားဆင်ကျင်ပြီးတော့စားသုံးရအတွက်လိုအပ်ပြီးတော့ယောဂအဟောင်းတွေပြန်ပြီးတော့အစ်စ်ပြန်ဖြစ်တတ်တော့လာဖြစ်တာတော့အသေးချာပဲဖြစ်တယ်မိဆွေတို့တတိထားဆင်ကျင်ပြီးဖို့လိုအပ်ပါတယ် ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့ငွေကြေးကဟာမိတ်ဆွေရဲ့စူးစမ်းမှုပေါ်မူတည်နေပြီးတော့ငွေကြေးနဲ့ပတ်သက်ရင်ဘလောက်ပဲခက်ခဲကြက်တဲ့စရာမှုချိတ်လို့ဆောင်ပြလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တယ်။သို့တော့ငွေကြေးနဲ့ပတ်သက်ရင်လက်လွန်ထားတဲ့ငွေကြေးတွေပဲဖြစ်ဖြစ်ငွေကြေးနဲ့ပတ်သက်ရင်အမိနာမခံလို့တာမျိုးတွေချိတ်လို့ဆောင်ရပါ။ငကိုကဆုံးပြီးမရဘူးဆိုတဲ့ငွေကြေးတွေတောင်ပြန်လေရရှိတတ်တော့လာဖြစ်တဲ့အတွက်ငွေကြေးနဲ့ပတ်သက်လာရင်တော့ငွေကြေးကဟာချိတ်တို့ပြီးတော့အားသာဆောင်ရရင်ဆောင်ရတဲ့လောက်အကျိုးပေးတယ်။သို့တော့ ညီကမော်တော်မကိစ္စလေးတွေကြောင့်ငွေကြေးကုန်ကြများတာမျိုးစက်ပစ္စည်းစားတောက်ကုန်လုပ်ငန်းလေးတွေကြောင့်ငွေကုန်ကြေးကြများတာမျိုးတွေစာရုပ်ဆိုင်ရာလုပ်ငန်းလေးတွေမှာတတိကြားဆင်ញင်ပေးပါဒါအပြင် စေတနာတွေဝေဒနာဖြစ်ရတတ်တယ်ငွေကြီးနဲ့ပတ်သက်လာရင်ကိုယ်ကြောင့်မဟုတ်ပဲတပါးသူကြောင့်ငွေကုန်ကြီးကြမရတာမျိုးတွေကြုံရတတ်တယ်ဒါဆိုတစ်စရဲအကျိုးမပေးတာလေးတွေဆက်လက်ပေါ်ပြပေးပါစီဒီတနုံနေသားသမီးက2025လျှောက်လာပိုင်းပြန်မှာဆိုရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာတွေအကျိုးမပေးဘူးစားတောက်ကုန်ဆောင်ကဆိုင်ရာလုပ်ငန်းတွေအကျိုးမပေးဘူးထို့အပြင်မိတ်ဆွေတို့အနေနဲ့ရင်ဆက်ပစ္စည်းနဲ့ပတ်သက်ကိုယ်အမိခံပြီးအစ်စ်ဝယ်ရန်အတွက်တော့အားနည်းစီတာကာလဖြစ်တယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီပတ်တာတို့ဒီမှာရင်ဆက်ပစ္စည်းနဲ့ပတ်သက်လို့ရှိရင်ကိုယ်ကိုယ်တိုင်မောင်းနေတဲ့အခါမှာသတိထားဆင်ကျင်ပြီးတော့မောင်းနေရန်လိုအပ်သောအပတ်တာအပိုင်းချ ကာလဖြစ်တယ်စားတောက်ကုန်လုပ်ငန်းတွေ အဲစတင်လုပ်တဲ့အလုပ်ဒီစတင်လုပ်တဲ့ဆိုရင်တော့ကိုယ်အမိခံပြီးဖြစ်နိုင်လို့ပါအထူးသဖြင့်တော့ဆွေမျိုးသားချင်းအိမ်မလာရလို့စိုင်းပုတ်တာကတ်ထားပါ။ဘာကြောင့်လဲဆိုတော့တင်းလို့နေသားသမီးတွေကဒီ2025လျှောက်လာပါအတွင်းမှာဆိုရင်ဆွေမျိုးသားချင်းနဲ့ပတ်သက်တာမျိုးလေးတွေအားနည်းစီတလို့ဆွေမျိုးသားချင်းညီအကိုမောင်နှမကိစ္စလေးတွေမှာပြဿနာတိုက်ခိုက်လေးတွေပေါ်လာတတ်တယ်။ဂျားတုံးဂျားမဝင်ကောင်းပါဘူး။စေတနာတွေဝေဒနာဖြစ်တတ်တယ်။ဒါအပြင်ဂျားတုံးဂျားဆိုတော့မိမိဆွေအနေနဲ့သူတစ်ပါးတွေရဲ့ပြဿနာကိစ္စတွေကိုကောင်းခံဖြေရှင်းလာမှအပူတွေကူးဆက်တတ်တာမျိုးလေးတွေကြုံရတတ်တယ်လို့အိမ်တော်ကြီးမှာသူများရဲ့ဂျားတုံး ံးကြမိသားစုရဲ့အိမ်တော်ကြီးတွေမှာဝင်ပြီးတော့ဖြည့်ရှင်းဆောင်ရွက်တာမျိုးလေးတွေဟာကိုယ့်အပေါ်မှာစကားတွေပဲဖတ်တင်ပြီးတော့စေတနာတွေဝေဒနာဖြစ်ရတတ်တဲ့အတွက်တော့တတိချဆင်ခြင်ပေးရန်အတွက်လိုအပ်တော့လာဖြစ်ပါတယ်။ကောင်းပြီ။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာအတော်တွေမှာဆိုလို့ရှိရင်အကျိုးပေးစေတော့လုပ်ငန်းတွေကိုဆရာဖော်ပြပေးခြင်း ਨੇ ။ဒီတနေ့နေ့တာသမီးတွေကဒီလတာအတော်တွေမှာဆိုလို့ရှိရင်အဲငွေကြီးဆိုင်ရာလုပ်ငန်းတွေရှေ့တိုးဆောင်ရွက်ပါ။ကုတန်းရောင်းဝယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။အထယ်အလိမ့်နဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်။ ठी ठी ဖက်နှက် ဗီဇာလုပ်ငန်းကိုင်ကိစ္စရှေ့တို့ဆောင်ရလုပ်ဆောင်ရကောင်းတယ်ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းတွေရှေ့တို့ဆောင်ရပါဓာတ်ဆီတို့ဒီဇယ်တို့လောင်စာဆီတို့အဆရှိတဲ့လုပ်ငန်းတွေအထယ်လိုက်တို့ ठी တို့ ठी တို့ဖနှက်တို့တတ်ထုတို့နော်အဆရှိတဲ့လုပ်ငန်းတွေနဲ့ရှေ့တို့ဆောင်ရလုပ်ဆောင်ရအာသာကောင်းမှုပြီးတော့တိုးတက်နိုင်ဒေါ်လာဖြစ်တယ် ယာရုရောင်မန်းကိုင်ကန်းနဲ့ပတ်သက်ရင်လေယာရုတိုးခြင်းယာရုတက်ရှင်မျိုးတွေကြုံရတာမျိုးလေးတွေနေရာထိုင်ခြင်းနဲ့ပတ်သက်လာရင်လေနေရာထိုင်ခြင်းအသည့်ရရှိတာမျိုးအိုအိမ်ချမ်းမြေမြေယာနဲ့ပတ်သက်လို့ချင်းအာမခန့်အရှိတိုးဆောင်ရလှုပ်ဆောင်ဝယ်ရမျိုးတွေအကျိုးပေးတယ်ဒါပေမဲ့ကို့အတွက်ကိုပဲအကျိုးပေးတယ်သူများအတွက်ကိုအကျိုးမပေးဘူးရှိတိုးဆောင်ရလှုပ်ဆောင်တဲ့အခါမှာလေလုပ်ငန်းဟောင်းအနေနဲ့ပတ်သက်လို့အလုပ်ဟောင်းအနေနဲ့ပတ်သက်ရင်တိုးချဲ့လှုပ်ဆောင်တဲ့နေငကိုကသာသမီမရရှိသူတွေသာသမီရရှိလောက်တဲ့ကံအထောက်အကူတွေချင်းတွေပေါ့ရရှိတတ်တော့လာဖြစ်လို့မိတ်ဆွေတို့အနေနဲ့ လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်လည်းလုပ်ငန်းဟောင်းကြီးကိုပြင်ဟိုဆွမ်းလာလို့ပေါ့ချိတိုးပြီးတော့တိုးတက်အောင်ဆွမ်းဆောင်တာအကျိုးပေးပေမဲ့လုပ်ငန်းအစ်စ် စတင်လုပ်မဲ့လုပ်ငန်းလေးတွေမှာတော့တတိထားရမယ်လုပ်ငန်းရာထူးနဲ့ပတ်သက်ရာထူးတိုးတာမျိုးရာထူးတက်တာမျိုးတွေဂျုံအားတက်တယ်လို့ပညာရေးနဲ့ပတ်သက်လာရင်လည်းဘာမှစိုးရိမ်စရာမရှိဘူးခြေတိုးဆောင်ရလောက်ဆောင်မှာမိတ်ဆွေတို့အနေနဲ့လက်ရှိရှိနေတဲ့လုပ်ငန်းကိုတိုးတက်အောင်အဆင့်မြင့်အောင်ကြိုးစားရင်စွမ်းဆောင်ရင်အားသာကောင်းမွန်တယ်လို့အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီကောင်းတွေရရှိတာမျိုးတွေဂျုံအားတက်တယ်လို့မိမိတို့ရာထူးမတိုးသေးဘူးလုပ်ငန်းကိုင်ကအလုပ်ကိုင်နဲ့ပတ်သက်လာရင်ကိုကဦးစီးဦးဆောင်ပြီးတော့လှုပ်ဆောင်ရတာမျိုးတွေအဲ ရာဟုကတော့မတိုးသေးပေမဲ့နာမည်ထွက်နေတဲ့မိတ်ဆွေများကိုဒီကာလအတော်တွင်မှာရှေ့တူဆောင်ရွက်ပြီးမြန်မြန်ပြောဆိုဆောင်ရွက်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့ ဂျင်းတေပေါ့ရရှိမဲ့လာဖြစ်တယ်။ဒါအပြင်မိတ်ဆွေတို့နေနဲ့နိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာတွေခြေလို့ဆောင်ရလောက်ဆောင်မှာပတ်စပို့ဗီဇာလုပ်ငန်းပြည်တွင်းပြည်ပခရီးသွားနဲ့ပတ်သက်တာလေးတွေခြေလို့ဆောင်ရလောက်ဆောင်ရင်ကောင်းသောကာလဖြစ်တယ်။ဆက်တရီပေးပါမယ်။ယင်ဆက်ပစ္စည်းနဲ့ပတ်သက်လို့မောင်းတာလေးတွေနှင်တာလေးတွေမှာမိတ်ဆွေတို့နေနဲ့သတိထားစင်ကြင်ရလိုအပ်ပြီးတော့အလင်းစလိုမလုပ်နဲ့ဘာကိုဖြစ်ဖြစ်စိတ်ထဲမှာစက္ကနဲတိုင်းကနဲဝုံကနဲအလင်းစလိုလောက်ဆောင်တာမျိုးလေးတွေကအမဟာကိုဖြစ်စေတတ်တယ်လို့ဆရာပြောတဲ့ညီကိုမောင်နှမကိစ္စလေးတွေကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးလေးတွေဆက်ပစ္စည်းခဏခဏပြရတာမျိုးတွေကြုံရ တတ်တဲ့အတွက်တော့တတိသားစင်ကျင်ပေးရန်လိုအပ်တော့လာဖြစ်တယ်။လူငယ်တွေအရှိရေးမှာတော့မျက်နာပွင့်လန်းတာမျိုးမိမိရှစ်တော့မြန်လို့တော့သူကိုရဲရဲကြီးကျင်းနေဖွင့်ပြောပါ။တမိကြီးသားများအနေနဲ့တဦးနဲ့တဦးတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်ပင်မယ်လို့မိတ်ဆွေတို့အနေနဲ့အဲတမိကြီးသားတွေမှာဆိုလို့ရှိရင်တော့ငဘခဖြစ်ခဲ့ပြီးတော့အဟောင်းနေအဲ ပြီးခဲ့ပြီးတော့ကိစ္စတွေကနေပြီးတော့စကားများအခြေအတင်နဲ့ပြဿနာလေးတွေကြုံရတာမျိုးလေးတွေတယောက်ရဲ့စိတ်သဘောထားကိုတယောက်ကနားမလဲတာမျိုးလေးတွေကြောင့်တော့ပဋိပက္ခများစွာကြုံရတတ်တယ်။သို့တော့သမီးကြီးသားတွေအနေနဲ့ သမီးသားဘဝကိုရက်တန့်လို့အိမ်ထောင်ဘဝကိုအိမ်ထောင်ပြည့်စိတ်ဆက်လက်ထမင်္ဂလာပြုခြင်းတွေပြုလုပ်ရတဲ့အာသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်တယ်။ဒါ့အပြင်မိတ်ဆွေတနည်းနေသားသမီးတွေကဒီလာတာအတော့တွင်မှာဆိုရင်အိမ်ထောင်ကြီးအိမ်ထောင်ကြီးနဲ့ပတ်သက်လာရင်တော့ငွေကြေးကြောင်လည်းပြဿနာတော့မဖြစ်နိုင်ဘူး။အဲငကောကဝေးကွာနေသူတွေပျောက်သောသူတွေအဆက်အသွယ်ပြတ်နေသူတွေဆိုလို့ရှိရင်တော့မိတ်ဆွေတို့တည်င်းတော့ကြားရမယ်။လက်ရှိမှာတော့အဆက်အသွယ်ရဖို့အတွက်တော့ခက်ခဲတာမျိုးလေးတွေကြုံရတတ်တယ်။အဲစိုးရိမ်စရာမျိုးတွေအဆက်အသွယ်လုံးဝမရတဲ့မိတ်ဆွေများပျောက်သောသူချလင်တွေ့နိုင်တော့လား။ တရင်ရနိုင်တော့လာဖြစ်တယ်။သို့သော နိနိကကရှိနေတဲ့မိတ်ဆွေများဖို့တော့အိမ်တော်ကြီးနဲ့ပတ်သက်ရင်ဘာမှစိုးရိမ်စရာမရှိဘူးအိမ်တော်ကြီးဒုက္ခအိမ်တော်ကြီးနဲ့ပတ်သက်လို့ငဘောကအိမ်တော်ဘက်နဲ့ပြောဆိုလို့မရတဲ့ကိစ္စလေးတွေမှာပြောဆိုလို့ရမယ်သို့တော့အိမ်တော်ကြီးနဲ့ပတ်သက်လို့အဆင်မပြေလာရင်တော့ဂျားလူတဦးတယောက်ကိုအရှိကံပြီးတတ်လူပေါ့နော်တတိယလူဆိုတော့မိတ်ဆွေတို့နဲ့မိတ်ဆွေတို့ရဲ့ဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးတော့ဖြစ်စေအိမ်တော်ကြီးမှာဆိုလို့ရှိရင်တော့တပါးတူတဦးတယောက်ရဲ့အကြံစီအကြောင်းကိုအကြောင်းပြုပြီးတော့ပြဿနာလေးတွေကတော့ဥစ္စာလေးတွေဖြစ်ရတတ်တဲ့အတွက်တော့တတိထားဆင်ခြင်ပေးရတယ်လိုအပ်ပါတယ်ဖြစ်နိုင်လို့ရှိရင်စာချုပ်စာတမ်းကိစ္စတွေလှုပ်ဆောင်တဲ့အခါတတိထား ားစင်ကြမှာအထူးသဖြင့်တနင်္ဂနွေသားအမျိုးသားတွေအနေနဲ့ဆိုရင်တော့အချုပ်ရှင်လေးတွေရှီဆော့လက်ဆော့လုတ်တက်တဲ့တနင်္ဂနွေသားတွေမိတ်ဆွေများပို့တော့တော်တော်လေးကိုတည်ထားရမယ်မိတ်ဆွေတို့အနေနဲ့ဘာလို့လဲဆိုတော့အချုပ်နောင်ဖြစ်တာမျိုးလေးတွေမထင်မှတ်ဖဲနဲ့ထိခိုက်ချနာတာမျိုးလေးတွေကြုံရတတ်တယ်အသက်အရွယ်အပြင်60နဲ့အထက်မိတ်ဆွေမိဘများအနေနဲ့ကတော့ကျန်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာခါးနဲ့ပတ်သက်တာမျိုးလေးတွေခန္ဓာကိုယ်အောက်ပိုင်းဒူးစစ်နဲ့ပတ်သက်တာလေးတွေမှာတော့တည်ထားစင်ကြပြီးတော့မထိခိုက်အောင်ပုံမူတတိပြုရန်လိုအပ်တော့လာဖြစ်တယ် ဒါအပြင်မိတ်ဆွေတို့ဒီလတာတော်တွင်မှာဆိုရင်အကျိုးပေးတဲ့အရာလေးတွေကိုဆက်လက်တည်တံ့ခွက်ထုတ်ရမယ်ဆိုရင်အဖွဲ့အစည်းနဲ့ပတ်သက်တာတွေအကျိုးပေးတယ်အများနဲ့ပတ်သက်တာတွေအကျိုးပေးတယ်ဘာကိုဖြစ်ဖြစ်ကိုပိုင်းလုပ်ငန်းရှေ့တိုးဆောင်ရလှုပ်ဆောင်တဲ့အခါဥဆောင်ဆောင်ရရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တယ်လုပ်ငန်းရာထူးနဲ့ပတ်သက်ရာထူးတိုးတာမျိုးရာထူးတက်တာမျိုးကြီးဂျုံကတက်တယ်သာသမီရရှိနိုင်တယ်သာသမီနဲ့ပတ်သက်ပြီးတော့ရှေ့တိုးဆောင်ရပါငါကကအမှုကိစ္စအမွေကိစ္စဖြစ်နေသူတွေအမှုကိစ္စအမွေကိစ္စတွေမှာအားသာပြီးတော့ကိုယ့်ဘက်ကအနိုင်ရတာမျိုးမပြီးမပြတ်ကြန့်ကြာနေပြီးပြတ်အောင်ဆောင်ရွက်တင်တော့ကာလဖြစ်တယ် လုပ်ငန်းဟောင်းအလုပ်ဟောင်းနဲ့ပတ်သက်ပြီးတော့တိုးချဲ့လှုပ်ဆောင်ရင်အားတာပြီးတော့ကောင်းမွန်နိုင်တယ်။ OH ချမ်းပြီးမြေယာနေယာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့စောက်တာတွေရောင်းတာတွေပြောင်းတာတွေရွှေ့တာတွေအားလုံးဒီလမှာခြေတိုးဆောင်ရလှုပ်ဆောင်မှာခြေတိုးအားတာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့လာဖြစ်ပါတယ်။ တတိထဆင်ကြီးရမှာတော့ဆွေမျိုးများအိမ်မလာရလို့စိုင်းမုတ်ကတ်ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဒီလကအတော်တွင်မှာအကျိုးပေးစီတော့နေသားအနေနဲ့ဆိုရင်တော့အရေးကြီးသောကိစ္စတွေကိုပဲလှုပ်လှုပ်ဗာနေသားနဲ့တွဲလှုပ်လှုပ်တနင်္လာသားသမီးတွေနဲ့တွဲလှုပ်တာမျိုးသို့မဟုတ်လို့ရှိရင်ဂျာစာပရိသားသမီးတွေနဲ့ပေါင်းစုဆက်တူပြီးတော့အကြံဉာဏ်ရရှိပြီးလှုပ်တာမျိုးထိုရက်တွေတနင်္လာရက်တို့ဂျာစာပရိရက်တွေမှာအရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်ရင်အသာကောင်းမှုတိုးတက်နိုင်ပါတယ်အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်ခုနှစ်ကဏ္ဍငါးကဏ္ဍ ုံညာကနန်းတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့အာသာကောင်းမှုပြီးတော့အကျိုးပြုစေနိုင်ပါတယ်အကျိုးပေးစီလို့အယောင်နေနဲ့ဆိုရင်အနီရောင်မိုးပြာရောင်ခဲရောင်အဆက်ရှိတဲ့အယောင်တွေများများပါသောအယောင်ကိုဝစ်ဆင်သွားပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိမှာအသေးချာပဲဖြစ်တယ်အကျိုးပေးစီသောအရာဟာတော့အနောက်ဆူဆူရရဖြစ်ပြီးတော့စန်တီယာအရာကတော့အရှိအရာဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေလုပ်ငန်းဆောင်တာတွေကိုလုပ်တဲ့အခါမှာမိမိတို့ရဲ့လိုရာမှုပြုမှုဆောင်ရွက်ရန်အတွက်မတော်မီမှာမိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့နော်ယုံကြည်ရာ ို့မဟုတ်ရိုးရာနဲ့တို့မဟုတ်အိမ်ဆောင်နဲ့ကကိုအမွှေးနဲ့သာပဖျံမြစ်တာပို့ပြီးတော့လူရာကိုတိုင်တယ်ပြီးတော့ပြောဆိုသွားရင်အထင်ကောမရှိပဲရှော့ရှော့ချွတ်ချွတ်နဲ့အောင်မြင်အစဉ်ပြီးသွားမှအတိကြပဲဖြစ်တယ်။တတိကားစင်ကြီးရမှာတော့ဘာကိုလှုပ်လို့ဒီလတာတော့ဒီမှာတောက်ကြသာသမီတွေနဲ့တွဲဖက်လှုပ်တာမျိုးတို့မဟုတ်မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုတောက်ကြရက်ဒီမှာတတိထားပြမှုဆောင်ရွက်ရန်အတွက်တော့လိုအပ်တော့လာဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော့ဒီမှာဘာဖြစ်ဖြစ်မြောက်ဆူဆူရက်ကိုဖြစ်နိုင်မျက်နှာမူပြီးတွားရတဲ့အလုပ်တွေမှာတတိထားစင်ကြီးရအတွက်တော့လိုအပ်တော့လာဖြစ်ပါတယ်။ဒါအပြင်မိတ် ဆွေလိုအနေနဲ့အရေးကြီးသောကိစ္စဆုံးဖြတ်ဆောင်ရွက်တဲ့အခါမှာအလင်းစလိုလွတ်လွတ်လပ်လပ်မဆုံးဖြတ်ပါနဲ့စတင်လှုပ်ဆောင်တဲ့အလုပ်လေးတွေမှာတော့ဖြစ်နိုင်ရင်ကိုကိုကိုတိုင်စတင်လှုပ်တဲ့အလုပ်တွေအားနည်းစေတယ်တတိတားဆင်ကျင်ရမယ်သို့တော့မဖြစ်မနေလှုပ်ရမယ်ဆိုရင်တော့ကိုကိုတိုင်ဦးစီးဦးဆောင်လှုပ်နိုင်မှလှုပ်ပါမလှုပ်နိုင်ရင်တတိတားဆင်ကျင်ပြန်လိုအပ်ပါတယ်စက်ပစ္စည်းရင်နဲ့ပတ်သက်ပြီးတော့မဝယ်ပါနဲ့ပြီးတော့အခါမိတ်ဆွေတို့အနေနဲ့ မဟုတ်တဲ့သတင်းတွေကောလာဟာလာသတင်းတွေမကောင်းတဲ့သတင်းတွေတပုတ်လီလွင်သတင်းတွေပြောဆိုခံရတတ်တဲ့အတွက်တော့သတိထားစင်ရလိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ဒီလာတာတော်တယ်မှာဆိုရင်တော့အသားရောင်တို့အဝါရောင်တို့ကိုသတိထားဝတ်ဆင်ပြီးရင်ရပါပြီမိတ်ဆွေတို့ရဲ့အိမ်အတွင်းမှာနာယီအပြတ်တို့ရက်တက်နေတော့အရာတွေပြက်ကြတဲ့အဟောင်းတွေရှိရင်စွန့်ပေးလိုက်ပါပိတ်နေတဲ့လက်တွေပွင့်လန်းလာပါလိမ့်မယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းတို့အယောင်းထွက်စီရန်အတွက်ဆိုရင်မိတ်ဆွေတို့ရဲ့ပုံပစ္စည်းတွေကို ဇွန်လေးတစ်ချောင်းနဲ့ထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းလိုက်ပါကရောင်းထွက်ပြီးတော့ရောင်းသွက်သွားမှအသေးချာပဲဖြစ်တယ်ဒါအပြင်ဇရရဲ့ဓမ္မမိတ်ဆွေများအဋိဌံပြုလို့တပါဆိုရင်ဒီလတာတော်တွေမှာဆိုရင်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအောင်မြင်အစဉ်ပြေစီပြီးတော့တိုးတက်စင်ရန်အဋိဌံပြုလို့တပါဆိုဘဂဝါဆိုသောဂုံတော်ပတိကိုတနည်းကိုသုံးပတ်နှုံးနဲ့၁၂ရက်တည်းတည်းအဋိဌံဝင်ပါကမိတ်ဆွေတို့ရဲ့အခက်ခဲတွေအားလုံးပြေလည်ပြီးတော့ ဆောင်ရွက်ပြီးတော့ပြည်လဲပြီးတော့ကောင်းသောလူအင်စံနာတွေပြည့်ဝပြီးတော့အခက်အခဲမရှိအဆင်ပြေလာစေမှာတည်ကြပါရခင်ဗျာဒါပြင်ဆရာငယ်မိတ်ဆွေမိဘတွေနိုင်ငံခြားခရီးသွားပတ်စုဝေစားလုပ်ငန်းနဲ့ပတ်သက်တာတွေရေရှားမြေရှားဘာသာရှားလူမျိုးရှားတိုင်းနှပါအကျိုးပေးပါတယ်ဘာကိုဖြစ်ဖြစ်ကိုကိုတိုင်ဦးစီးဦးဆောင်လုပ်ပါကံကြမှာကံဆိုတာကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်ဆိုတော့ဒီလာဟာပြောစို့လို့ရတယ်ကံဆိုတာမိတ်ဆွေတို့လည်းမမြင်ရဘူးဆရာတို့တက်ကနစ်တစ်ခုရတွက်ချက်ပြီးတော့ဆရာတို့ကံကြမှာခေါ်တယ်ဆိုတာကံကိုမိတ်ဆွေတို့ရဲ့ကံကိုဆရာတို့ရဲ့ တက်ကနစ်တစ်ခုခုကိုနဲ့ဘာကိုပဲအရှိတီတီမဟာဘုတ်ကိုပဲရှိတီတီသုံးနိုင်ပေါ်နေ့ကိုပဲရှိတီတီစမ်းကိုပဲရှိတီတီလက်ခတ်ကိုပဲရှိတီတီဘာနီးနဲ့တွတ်တွတ်ဒါတော့ကိုပဲဆွဲဆွဲကံကိုဆရာတို့ကကိုတက်တဲ့တက်ကနစ်နဲ့တွတ်ယူလိုက်တာဒါကမှကံရဲ့ကောင်းခြင်းဆိုခြင်းကိုကနန်းပေးတဲ့ဘောရတွက်ယူလိုက်ပြီးတော့ကြံပါဆိုပြက်လက်တွေလှုပ်ရတဲ့ဘာဘီတင်ကဘလို့ဟောဟောဘာနီးနဲ့တွက်တော့ကိုကမှမကြိုးစားရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးအဲ့တော့ကြံပါဆိုတာမိတ်ဆွေတို့ဟာဒီလာတာတော့ဒီမှာကြိုးစားရင် ကြိုးစားတဲ့လောက်ရောက်ရှိပြီးတော့ဂျမားကိုဖန်တီးနိုင်တဲ့လာဖြစ်တဲ့အတွက်ကြောင့်မလို့အဲဒီလာဟာရှုံုံပြောရရင်မင်းဆိုးရာစာဆိုတဲ့ဧကရစ်သဘောတရားကတော့ဘာကိုဖြစ်ဖြစ်ကိုကိုတိုင်းစွမ်းဆောင်ရင်အောင်မြင်ခြင်းတုတ်တက်ခြင်းတွေရရှိမယ်ဆိုတဲ့လာဖြစ်တာအသေးချာပဲဖြစ်တဲ့အတွက်ဘာကိုမဆိုးကြံ့ကြာတုံဆိုင်မနေပဲနဲ့ဆရာရဲ့ဟောစရံကိုတွေ့ရင်ရေရွုံချစ်တို့ဆောင်ရလှုပ်ဆောင်မှာဂျင်းတေပေါလက်ခံမောင်းခတ်ရစီမှာအသေးချာပဲဖြစ်တယ်ဒါဆိုကောင်းပြီဇန်ငယ်မိတ်ဆွေတွေအားလုံးဒီတလတာတော့တွေ့မှာ အဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်စေပြီးပြုလုပ်ရမယ်ရရအနည်းနဲ့ဆိုရင်တော့မိတ်ဆွေတနေမှုနေသားသမီးတွေဒီလာတာတော်တွေမှာဟိုငွေကြီးကံကောင်းစီပြီးပိတ်နေတဲ့လက်တွေပွင့်လန်းစီရန်ရရရရအနည်းနဲ့ဆိုရင်တော့မိတ်ဆွေများကျွေးပကံများတစ်ချက်လေးထဲမှာကျတော့မက်ဆီပေါ့အကျွေးစီကလေးတစ်စီကိုခြာပါကျွေးပကံများတစ်ချက်လေးထဲမှာအကျွေးစီလေးတစ်စီကိုတင်ပြီးတော့ဖျောင်းနိုင်အစိမ့်အောင်လေးတစ်တိုင်းတင်ထွင်းပြီးတော့မိတ်ဆွေတို့ရဲ့ဇပွဲတို့မဟုတ်အမြင့်တနေရာလုပ်ငန်းစည်းဆိုင်မှာဟာလား ကျုပ်ကံများတစ်ချက်တည်းမှာမက်ဆေ့လေးတစ်စီကိုစာအပေါ်မှာဖျောင်းနိုင်အစိမ်းရောင်လေးတစ်တိုင်ကိုတင်ထွင်းထွင်းပြီးတဲ့အခါမိတ်ဆွေတို့နေနဲ့ဟိုမိတ်ဆွေတို့ရဲ့ပိတ်နေသောလက်တွေပွင့်လန်းစီရန်အယောင်ွယ်ကောင်းပါစီလက်လာပါပွင့်ပါစီလို့ဆူတောင်းလိုက်ပါကဒီလဟာတနင်္ဂနွေတာသမီမိတ်ဆွေတွေဖို့မိတ်ဆွေတို့ရဲ့လက်ဖြစ်လာမှာအတိအကျပဲဖြစ်ကြောင်းဆရာကပြောရင်းနဲ့ ရန်ငယ်မိတ်ဆွေတနင်္ဂနွေသားသမီးတွေအားလုံးအဆက်ဆက်အရအောင်မြင်တိုးတက်လို့ဘေးပြာအမှန်တမ်းဝေးကွာလို့ယရနာစင်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေခင်ဗျာရန်ငယ်သားမှာဗီဒီမေးကြည့်ရင်0939293416 7902416မှာဖြစ်စေအဲဘိုင်ဘာနံပါတ်6653 5050 5052မှာဖြစ်စေဆက်သွယ်မေးမြန်းနိုင်သူဆရာတစ်တော့မက်ဆန်ဂျာကနေလည်းဗီဒီမဟောသလိုအခြားဆိုရှယ်ပလက်ဖောင်းမှာလည်းဗီဒီမဟောကြောင့်ဆရာကသတိပေးလိုပါတယ်အခုလိုရုပ်ချော်ချော်လေးရတာဆရာငယ်ဖြေချောင်းပြောနေတဲ့